ညကိုတွေကြမွေးရတာတခါတည်းလွယ်မလို့နည်းနည်းလေးနည်းနည်းလေးမတူရတဲ့အချက်ကလေးရှိတယ်မတူရပါလဲဆိုတော့ဟိုဘယ်လိုပြောရလဲကြက်ချင်းကမျိုးချင်းနဲ့ generation နဲ့လုံးဝမတူတော့ဂျူရီယာကျက်နဲ့မြန်မာကျက်ဥပမာမွေးဖို့မွေးနေကြွားတယ်နော်ညီကိုဗမာကျက်ကကျွန်တော်လွတ်မွေးလို့ရတယ်ဗမာကျက်ကလွတ်မွေးမယ်တွေးမယ်မနဲ့ဆိုရင်ကျွန်တော်ရေကိုင်းနေကိုင်းမယ်အတွေးကိုင်းမပြဲဗမာကျက်ကခွတ် ွေးမယ်နော်ကျွန်တော်ပြောတာရှင်းရိုးရချက်ဒီမှာအဲ့လိုမွေးလို့မရဘူး။ तू ကတမှုထူးကြပြီးစမ်းပြသွားတဲ့အချက်ကလေးရှိရင်ဒီကိုကြီးကျွန်တော်ပြောချင်တာရိုးရချက်ကကျွန်တော်တို့ကလွတ်မွေးမယ်ဆိုရိုးရချက်ကမခုတ်ဘူးဗျ။ရိုးရချက်သဘောတရားလည်းလွတ်လိုက်အဲ तू က3နာရီ4နာရီလောက်အော်အုပ်လိုက်အုပ်ပြီးပြန်လွတ်မွေးလိုက်။နောက်ပြီးတော့ချက်မွေးချက်ကန်တရက်ပြတ်လို့မရဘူးရိုးရ။ရိုးရကတကယ်ဝါဒနာဝါဒနာကြီးတဲ့သူတွေနဲ့မကြိုက်ဘူး။ယူရီးယားကတည်းကညစာပြတ်လိုက်တာနဲ့မခွတ်တော့ပြန်ဘူးသူကအခွတ်ချက်ခွတ်တွေ ပြတ်သွားပြီပြီးတော့ तू လွတ်မွေလို့လည်းမရဘူး तू အစင်ဓာရလွတ်မွေယူရီးယားချက်ကမခွတ်ပြန် तू ကအုတ်လိုက်ပချင်းနဲ့ပချင်းနဲ့အုတ်ထားမယ်ပြီးလွတ်လိုက်မယ်ပြီးတေချာလေးတွင်းမယ်တေချာလေးကင်ဆိုရင်ယူရီးယားရခွတ်တယ်ဟာတောင်းချောက်ကြီးလွတ်ပဲဗျာတောင်းချောက်ကြီးလွတ်ထားမယ်နောက်ပြီးတော့ဟိုကိုကညညစ်နေသွားတယ်ဥမာကျွန်တော်စင်တာကြီးတွေးရဆိုစင်တာကြီးမတွေးပဲနဲ့နောက်ပြန်လာမှဟာနောက်ရမှဂရင်းတင်ညတော့ဘာပြောအောင်နောက်ကြမှအစ်စစ်တွေးမယ်အဲ့ဒါဆိုယူရီးယားချက်ကမခွတ်ပြန်ဘူး အဲယူရီးယားအလိုပဲယူရီးယားနည်းနည်းလေးစံပြတဲ့ချက်ချင်းယူရီးယားသဘောတရားချက်မွေးချက်ကင်တရက်ပြက်လို့မရပါဘူးလွတ်မွေးတော့မှထောင်းလျှောက်ကြည့်မို့ပါဘူးသူကနည်းနည်းလေးဟို၃နိုင်လောက်အုံမယ်နောက်ပြီးတော့ကျွေးမယ်ကင်မယ်ပြင်ဆင်မယ်ဆိုမှယူရီးယားရဲ့တာခွတ်တာပါယူရီးယားရနောက်ပြီးတော့ပြောနေတာယူရီးယားရဲ့အာသာချက်ကဘာလို့ဆိုလဲသူတို့ရဲ့အာသာညဂျန်နရှင်းအောင်ပဲတနစ်ကျော်မှခွတ်တာတရိုးချက်တဲ့သူကအခါစီမှာချက်ပြခွတ်တာတော်နာယူရီးယားတွေကဒီလား6လ9လ10လနဲ့မခွတ်ဘူး အဲသူတို့ရဲ့ generation လေးပဲဗျတကယ်ကိုမျက်နှိုးစရာချစ်မျက်နှိုးစရာဗီဇာလေးတွေပေါ့ဒီဗီဇာလေးတွေကကျက်ဆိုတာအရိုးရမှာခုတ်လီပိုးကောင်းနေပဲဗျသူတို့ရဲ့ generation ရောပဲဟို6လနဲ့9လ10လနဲ့မခုဘူးကျွန်တော်မြန်မာချက်တွေကမရအောင်တော့တိုက်ချက်တွေတကယ်စစ်တယ်တကယ်တိုက်ရင်လည်းတကယ်ခုတ်တယ်ရေမိုက်မိုက်ကန်ကန်တကယ်တီးရဲကောင်းလေခုနက10လနဲ့လည်းမတီးအတီးတရားမရှိချတာပဲဘာလာလာတောင်းပဲဒါပေမဲ့ယူရီးယားတွေမှာအဲ့လိုမရအောင်တော့သူတို့ကသူတို့ကသူတို့ရဲ့အတီးကောင်ကိုပဲဟိုဘယ်လိုပြောမလို့ ကြယူစီမာကိုခွတ်တာလို့ဆိုမကူဘူးဒါချစ်စရာအမူအကျင်းလေးတွေပါယူရရတွေကတော့ဥကောင်းရဲ့ post လေးတွေကိုကြိုက်တယ်ဆိုရင်၄၃၁၅၃၉၅၈ကျွန်တော် Viber မှာအတူတိတ်နေတဲ့စာပြပေးပါရဗျအားလုံးမင်္ဂလာပါဗျ